ကဆုံးလာပြီးဒီရဲ့ဒီပါလက်တွေသိဝေဝေမှာတဲ့ဒကြောင့်လေးနဲ့ညံလေးများစွာလက်ဒီဝါဒီကဝိုင်းဝေးတောင်းဆိုလိုက်တဲ့အတွက်စတုမာရီညံမီးကြီးတွေကပုံမ အဲ့ဒါကပါလေဆိုတော့ဓာတုသမီးတို့တွင်မှာတဘူပေါ်နှစ်ခုစင့်ဆိုသလိုပူပူပြီးတော့တော့ဆင်းရဲဒုက္ခတွေယောက်ျားကိုအတွက်ဖြစ်ပေါ်လာမယ့်အကြောင်းတွေကိုလာရောက်ဆောက်ပါတာပဲအဲ့ဒီတော့ အခုလောကကြီးမှာအရှင်ဘုရားကပြင်နိုင်မှာဖြစ်သည့်အတွက်တပည့်တော်တို့ကအရှင်ဘုရားကြီးကလာရောက်ပြီးတောင်းဆိုကြခြင်းဖြစ်ပါလေ။ဘာများလဲလို့ပြောသမ်းမှာအောင်ဆိုတော့အရှင်ဘုရားတဲ့အခုလူတိုင်းလူတိုင်းမှာကတ္တုံးပါယန္တုမျိုး၅ပါး ရင်စားလိုက်ပြီးကြောက်ရွံ့ထိတ်လန့်ပြီးအမျိုးမျိုးအကုန်လုံးဇာဝိနေရီကြက်တဲ့လူမှုရေးတွေပေါက်ပြန်ဒုက္ခအသီးသီးတွေထဲမှာတွေ့ကြုံနေကြရတော့ပူပင်တော့ပါလိမဖြစ်ကြရဘူးလားเออไอ้นี่ปี้อะไรเดี๋ยวนี้มาอะกูนอกจากทัดสินพี่แล้วผิดพอลาไหนดาก็ အောင်လန်းအတက်ပညာတွေပဲသုံးအတက်ကဝေအတက်မောအတက်နော်သူရောင်အတက်လမန်းအတက်ပြီးဆိုတဲ့နတ်သူနတ်ပြန်ဘလူသူဘလူပြန်သရေသူသရေကျန်သုံးနတ်ကဝေရစီပိသာရီဆိုတဲ့မကောင်းဆုံး လိုက်မှဆရာသူပြီးအောက်လန်းဆရာတို့နော်အထက်လန်းဆရာတို့ဘာတရားတို့ညာတရားတို့ဒီကြည့်ကြရတယ်။နှစ်ပြီအသားဒီမာဒီတွေးပြီးတော့မှအဲ့ဒီကနေရရှိတာလေးနဲ့နော်သုတ်ပြီးနဲ့တို့ခန္ဓာကိုယ်တို့ပြီးတော့မှနော်ခေါင်းတွေကိုဘာလို့နဲ့နော်အဲ့ဒါဒီနဲ့အောက်လန်းဆရာကြီးကြည့်ကြရတာတဲ့အဲ့ဒီလိုလောက်တာဆိုရင်တရားလုံးမှာ တိရရတာဖြစ်တည်အတွက်ဒါဘသူကအောလံအတက်တက်နေဘသူကဆုံးအတက်တက်နေဘသူကကဝေအတက်တက်တဲ့ဘသူကလမ်းမအတက်တက်တဲ့ဥဒါဒီအကုန်လုံးရွာကတိရတယ်အခုချိန်မှကြတော့တိတော်မှမဟုတ်တော့ပါဘူးခရားတဲ့ဘာဖြစ်လို့လဲလူမသိသူမသိသင်ကြားနိုင်တဲ့တိတော်တွေ ေးဆိုပြီးတော့ကိုယ်မကြည့်တဲ့သူလေးကိုကြည်လာအောင်ကိုယ်စကားနားမထောင်တဲ့သူလေးကိုကိုယ်အိမ်ပေါ်တက်လာအောင်နော်တူစေးတောင်သွားတို့တရားမလို့ဘူးကိုယ်အိမ်ကိုမိဘကကိုလိုက်ကိုအောင်ကိုလောက်ရလိမ့်မယ်ဘုရားတဲ့ဒါကြောင့်ဝစီကံများတဲ့အစဲအစုကြမ်းတမ်းတဲ့သူတွေအဲ့ဒီအောက်လန်းနဲ့ခံရနေမယ်တဲ့ဒါကြောင့်မလို့ရန်ဖြစ်တဲ့သူတိုင်းတစ်ဖက်ကလုတ်ပြီဆိုရင်ခံရပြီဆို စေမတူတော့ဘူးခင်ဗျာတဲ့အဲ့တော့စေမတူတော့မယုတာဘူးသူမေးလိုက်တဲ့အခါဘယ်သူကလောက်တာသူပြီးပါဘုရားတိုက်တိုက်ဘုရားကပြန်တိုက်တိုက်ဘုရားကထလိုက်တယ်။ဟောကြားရရမည်မိသားစဉ်ဒီအမြတ်ပါနေကြုပ်ဥပေပါပြုတ်သွားကုန်နေမယ်ခင်ဗျာတဲ့။ဟောသိကြလိုက်မှာတော်တော်များများတဲ့မယုတာတဲ့အသေးလေးနဲ့ဥပိစေရကကံလို့ပေါ်မှာပေါ်ခင်ဗျာတဲ့။အဲ့ဒီတော့ ူတို့မှာကံတိုက်နေတော့ကာယကံဝစီကံမနောကံဒီနဲ့ဆဲကြဆူကြလုံရကြိုက်ကြတော့သူတို့ကိုပြန်လုံးမဲ့သူကပေါ်လာပြီဗျာတဲ့နောက်ပိတ်ဆုံးကြောင်းတဲ့နေလာတော့သူ့ရဲ့ကိုယ်တော်မယ်ဆိုတဲ့အခါကြတော့သံဃာ့ဘုန်းမကြည်နိုင်အောင်မတော်အောင်အဲ့နပြီးတော့လေသူကြိုက်တဲ့ယောက်ျားလေးကို လိုက်ကြိုက်တဲ့မိန်းကလေးကိုသူပြီးလှုပ်လိုက်မယ်ယောက်ျားလေးတွေအားလည်းသူကြိုက်တဲ့မိန်းကလေးကိုတခြားယောက်ျားကကြိုက်လို့သူပြီးအောင်လန်းနဲ့လှုပ်လိုက်မယ်ဘုရားအဲ့ဒါသူများကိုပတ်စံပြီးဒီခိုင်းနေရမလို့တဲ့အဲ့ဒါတွေကအွန်လိုင်းမှာရိုက်ချပြီးတော့ကြည့်ပြီးအဲ့ဒီအတိုင်းလိုက်လှုပ်လိုက်ခြင်းထိမှာပဲဟာဘာဖြစ်လို့ထိမှာလဲသူတို့လှုပ်တိုင်းထိမှာမလို့လားအရှင်ဘုရား ကောင်းတဲ့အချိန်မှာနှစ်ပေါင်းနှစ်မြတ်ကိုကြီးစိုးပါပဲဗျာအခုတိုင်းပြည်ကြီးဒုက္ခရောက်နေတဲ့အချိန်မှာနှစ်ပေါင်းနှစ်မြတ်တွေကမကူညီနိုင်တော့ဘူးသူတို့ပြုတဲ့ကံသူတို့ထံပြန်ပြီးခံစားနေရတာဖြစ်သည့်အတွက်မကူညီနိုင်တော့ဘူးတဲ့နှစ်ပြည်လူသားတွေမှာတရဏဂုံလေးမရှိကိုချင်းသာတရားနဲ့ခေါင်းပါ အဲ့တော့တတ္တဝါတွေအပေါ်နိုင်ရနိုင်ရနှိမ့်ဆက်ညှင်းပန်းလို့သူတို့ကိုလည်းနိုင်ရနိုင်ရတွေကနှိမ့်ဆက်ညှင်းပန်းပြီးတပ်ပြတ်ကုန်ကြပြီဗျာအဲ့ဒီအချိန်မှာနတ်ဆိုးနတ်ကျန်းတွေကအမြင်ဖြစ်ပြီးပေါ့ဗျာတဲ့သူတို့ကအာနာယပြီးပေါ့ဗျာဒါကြောင့်မလို့အခုတရားမင်းအတော်အမိန့်ချမှတ်ပါလေတဲ့တရဏဂုံမရှိရင်လုံးဝမ န်နေသူတို့ထံပြန်နေတာမင်းတို့ကမဆိုင်ဘူးဆိုပြီးအမိတ်ကြတယ်ကိုကြီးသာတရားမရှိရင်လုံးဝမနေပါနဲ့ကိုကြီးသာတရားမရှိတဲ့သူကငါးပါးတိလတစ်ပါးမှလုံးဝမဟုတ်ဘူးတဲ့ဒါကြောင့်မလို့မကယ်ပါနဲ့ဝိငယ်ရင်မင်းတို့ကဒုက္ခရောက်ပေါ်တယ်လေဒါကြောင့်မမြင်မြင်အောင်ဆောင်မှာသူတို့မိရှုတတ်ခဲ့ရင်သူတို့ပြန်မိရှုခံရမယ်ရင်းနှစ်တတ်ခဲ့ရင်ပြန်ရင်းနှစ်တတ်ခံရမယ် ဓာတ်နဲ့ပုံစံရင်သူတို့ပြန်အထုတ်ခံရမယ်မိနဲ့ပုံစံရင်သူတို့ပြန်ပြီးအထုတ်ခံရမယ်အဲ့တော့သူတို့ခံနေရတာသူတို့ပြုခဲ့တဲ့ကံကြီးကြောင့်မင်းတို့မသိဘူးလားတဲ့သိပါလေဘုရားသိပါလေသူကြီးလုံးဝဝမ်းမကဲနဲ့ဒါပေမဲ့တရဏဂုံရွတ်တဲ့သူကိုမှားညွတ်ပြီးတော့သူများရဲ့နော်လက်ညှိုးထိုးမှုကြောင့်လုံးဝသူရင်လုံးအောင်လုပ်ပေးလိုက်ဝိုင်းပေးလိုက်တဲ့နှကောင်းနှမြတ်တွေအပြည့်နဲ့သဘောပါလား အဲ့ဒီတော့အခုနတ်ဘုရားကျမ်းကြီးကကြီးစိုးနေတဲ့အချိန်ပါဖြစ်တော့ကိုလုံးဝလူသေးဒီပေါ့အင်းဒီတော့ဒီအတ္တရာမလူတော့ဘူးတဲ့ဘယ်သူကတို့ခိုင်းပါမလဲလို့အိမ်တိုင်းအိမ်တိုင်းမှာလမ်းတိုင်းလမ်းတိုင်းမှာနော်မကောင်းသောဝါတွေကပြည့်နေနေပြီဗျာတဲ့အဲ့ဒီတော့တယောက်ယောက်ကနေပြီးအစီအမံတစ်ခုနဲ့နော်ပါဇက်ကနေပြီးတော့ ုံစုပြီးယူကျင်တာရော့သူတို့ကတုတ်ပြီးခြင်းနေတာဖြစ်သည့်အတွက်သူတို့ကတတ်ခြင်းနေတာဖြစ်သည့်အတွက်နှောက်ချက်ခြင်းနေတာဖြစ်သည့်အတွက်ဖြည့်စည်းခြင်းနေတာဖြစ်သည့်အတွက်ဒီဟာခိုင်းတဲ့ခန်းလိုက်တော့ဟာတို့ခိုင်းတဲ့သူပေါ်ပြီခိုင်းတဲ့သူကြီးလို့ပါသူများခိုင်းလို့လောက်တာပါဆိုတဲ့တကယ်လုံးရအောင်ယူပြီးတော့သွားလုပ်တော့တာပဲ ခံရတဲ့သူကစစ်ဆေးလိုက်တဲ့အခါဂိုင်းကြီးနဲ့စစ်ဆေးလိုက်တဲ့အခါအာသူများလောက်တာပါဆိုဝင်းကူးကိုင်းတော့ကူးလေကူးတော့သူများကိုင်းလို့လောက်တာပါဆိုပြီးတော့အပြီးတော့ရန်တိုက်တစ်ခဲမှာတဲ့ဘသူကကိုင်းတာဘသူကကို့အပေါ်ကျေးဇူးကြီးမားတဲ့သူနဲ့ရန်တိုက်တစ်ခဲတော့အဲကျေးဇူးကြီးမားတဲ့သူကိုငါနဲ့ပြုတ်ပါပြီလို့အောင်သူသူသူတို့ပေါ်မှာဘာလို့လူလဲညာလို့လူလဲနေနဲ့ပြစ်ပြီးတော့ဆဲကြဆူကြနေ ယေရှုကန်းတဲ့တပါးကြီးထွက်လာလို့ရှိရင်အဲ့ဒါပြီးပြီပဲတဲ့သူတို့လူကျင်တာအဲ့ဒါခေမုန်းကြီး၁၀ပါးကိုယေရှုကန်းတဲ့သူကိုအဲ့ဒီလိုကန်းတဲ့သူကိုတတ်ပိုင်ဝင်ရှိတယ်သဘောပါလားကြောင်မလို့တဲ့အခုအောင်လန်းအတ္တပညာတွေကဆေးထိုးတရားမလို့ဘူးဆေးပေါက်တရားမလို့ဘူးအင်းတောက်တရားမလို့ဘူးကိုယ်ရင်းပြင်းပြီးတော့အတ္တရားမ ူတို့လှုပ်တင်တာကောက်ပြီးလှုပ်လိုက်လို့အောင်မြင်သွားတဲ့အခါကြွားလိမ့်မယ်တဲ့တွေ့လားငါလှုပ်လိုက်ကြတာဘလို့ဘလူကတော့ဘလူဖြစ်သွားပြီးကန်းသွားပြီးကျိုးသွားပြီးတင်းသွားပြီးနော်အဲ့တော့ရင်းနှီးသေးပါစေနော်အဲဓာတုခံရပြီးသေးပါစေဘာဖြစ်ပါစေညာဖြစ်ပါစေနဲ့သူတို့ကအမျိုးမျိုးအကုန်ခိုင်းတော့မှာဘယ်ဒီကြောင့်ခိုင်းမလဲအရှင်ဘုရားတဲ့တပြည့်လိုပြောရင်ယုံမှာမဟုတ်ဘူးတဲ့ရောက်ခမရင်တော်တော်များများ တဲ့ကလည်းသူ့အကောင့်မပြောတဲ့ယောက်ျားမကိုအဲ့ဒီ online ကနေကြည့်ပြီးလက်ပြစမ်းနေတယ်။ဟာတကယ်လည်းဖြစ်သွားတော့ဟာထိတယ်ဟာလုတ်တယ်ဟာဖြစ်တယ်။ဟောသူ့မကလည်းသူ့ပုံမကောင်းတာတွေကိုဟိုတုန်းကလူလိုက်ပြီးတော့ဆရာမမနေတော့ဘူး။အဲ့ဒီနေရာအတိုင်းကြည့်လုတ်လိုက်ရင်မာကြည့်တော့တာပဲ။သဘောပေါက်လား။အဲ့ဒီတော့အဲ့ဒီလူစမ်းသပ်လိုက်တဲ့သူတွေ ခင်လည်းပြည့်ပြီရောအာအဲ့ဒါဘုရားဘလို့လုလိုက်တာဘသူဘလို့လုတာဘလို့ဖြစ်တယ်လဲဆိုတော့သူ့စီမှာတပည့်ခံတော့တပည့်10ရောက်15ရောက်အလုံး20ကြီးပြည့်ပြီးတော့နောက်ဆိုရင်အောက်လန်းအဖွဲအောက်လန်းဂိုင်းဆိုတာဒီပေါ်လာပြီးတော့လူပေါင်းလောကမှာနော်ကုထမင်းကိုစားနေတာတောင်ကုထမင်းတောင်ကိုမယုံကြည်ရတဲ့ဘဝရောက်သွားနေတယ်တဘောပါလားအဲ့တော့အိမ်တိုင်းအိမ်တိုင်းမှာ ိုသားသမီးကိုရိုက်ဆုံးမာတာတောင်မှမရိုက်တဲ့သားသမီးနဲ့လည်းတွေ့ရောနော်သူများမပိုင်းတော့ဘူး online ထဲကနေရှာပြီးငါဆော်တဲ့အပေါင်းတော့သူပြီးမိဘကိုတောင်ပြန်ပြီးတော့အောင်လန်းနဲ့တိုက်နေတယ်အဲ့ဒီမိဘကလည်းသူ့မိဘတွေအပေါ်မှာကန့်ထလာခဲ့ရင်သိပြီပဲသဘောပေါက်လားဒါကြောင့်မလို့ ဲ့အရှင်ဘုရားကမိဘတွေအပေါ်မှာပြင်မာပေးမိတဲ့ကံတွေကိုတောင်းလန်နေကြဘယ်တော့ပြေးလိုက်လို့နော်ယုံနေသွားတဲ့အချိန်မှာသာသမီတွေကပေါက်ပြန်လို့တတ်ကျင်တောင်မှကံမထမ်းတော့ရင်သူတို့တိုက်တာခံရတော့မှာမဟုတ်တော့ဘူးတရဏဂုံရွရင်ကုချင်းစာရင်သာသမီကပြန်လို့လည်းမထိပ်ပိုက်တော့ဘူးနှမှုဆိုရင်သာသမီတွေတမက်တွေချွေးမာတွေရဲ့လက်ချက်နဲ့သိပုံတော့မယ်တဲ့သိကြတယ် နဲ့ပြီးတော့လည်းဘုရားတဲ့ကြောင်းနဲ့ကြောင်းမှာတည်မှုကြီးများလိမ့်မယ်ဘာဖြစ်လို့လဲရည်လာလို့ပြီးတော့အောင်းလန်းနဲ့တိုက်ကြလို့တော့ကြာမင်းကြီးကြီးယူပြန်ပြီယောက်ျားလေးကြီးယူပြန်ပြီတော့ကြာလက်ကျူသွားပြန်ပြီတော့ကြာအပေါ်ဝပြုတ်ကြပြန်ပြီတော့ကြာဘာဖြစ်ပြန်ပြီနဲ့တယောက်နဲ့တယောက်တိုက်ကြခိုက်ကြသေးပါသေးကျူပါသေးကမ်းပါသေးပြဲ့ပါသေးဆိုပြီးတော့နော်အဲကိုယ်ရမှာစာရေးပြီးနာမည်နဲ့ရေးပြီးတော့အဲ့ဒါလောက်ရနိုင် တော့မိမမိကလေးတွေကိုလိုက်ပြီးတော့စကားပြောလို့မချီမမှန်ဆက်ဆံလိုက်ရင်အဲ့ဒီမိမအိမ်တော်တက်လာအောင်လို့လုပ်တယ်မသူတို့လိုက်တယ်စကားမပြောတော့ဘူးအကယ်၍ဥစ္စာပြည့်ရင်နော်ဒီတယ်များပူပြီးပြင်းထန်ရင်မိဘနာမည်တွေနဲ့မအိမ်နာမည်တွေနဲ့ရင်းပြီးတော့သူတို့စီရင်လိုက်ရပါအယုတ်လို့ပြီးစီရင်လိုက်တဲ့အခါနော်မနေနိုင်မထိုင်နိုင်ပြည့်ပြီးတော့မိဘတွေကတော့အဲ့ဒီအိမ်ကိုလိုက်ပြီးကိုသားသမီးကို ို့ဟာလည်းဘဝကြီးရောက်နေတယ်။ကဲဘယ်နဲ့လုပ်ကြမလဲ။နော်အဲတော့တို့ဗုဒ္ဓဘာသာဒီမှာတခုပေါ်နှစ်ခုဆင်းရပြီ။တာဝန်နေရင်မပြေလဲလို့စိတ်ချင်းရဲ့နော်။ဟောတန်ကြီးကြီးကမငြိမ်းချမ်းမအေးတန်းလို့နော်။ကိုယ်မတော့ကလေးနဲ့ကိုကျော်ကဒီကျော်ကပြည့်နေရတဲ့အချိန်မှာထပ်ပြီးတော့ဘယ်သူ့ဘုံမှာမယုံရတဲ့အဖြစ်တွေဖြစ်ပြီ။နော်အခု ြေအပတ်ဒီထဲမှာစနေတင်းငွေနေဒီမှာဒါရဲတွေဘုံဘုံအပ်ရလဲဟောလဲဟောလိုက်တော့မှန်လိုက်တာဗျာအခုတပည့်တော်တို့လာလာလဲအခုတပည့်တော်သမီးလေးဒုက္ခရောက်နေလို့ပါအဲ့ဒီလိုအတိုက်ခံလို့တရားတော်ဘုရားကြီးကေမှာရမယ်ဆိုပြီးတော့ဝင်ဖို့ပြောလို့ရောက်အောင်ခေါ်လာခဲ့တာပါဘုရားဟုတ်ကဲ့အညာဒီမှာပြည့်စုံကြပြီနော်အခုအောက်ပြည်အောက်ရွာတွေမှာဘုဘက်ကပသိမ့်ဘက်ကလေးကိုမဟုတ်ဘက်ကလေးဒီဖြစ်လာကြပြီ ူတို့ပြင့်နေကြတယ်နဲ့ဝန်ခံကြတယ်အဲ့ဒီတော့သူတို့နေရာမိကဒီမှာလဲတပြေးပြေးနဲ့ဘယ်သူလုံမှန်းချက်မသိဘူးနော်အဲ့ဒီတော့ဒီအတက်ပညာတွေဟာအခုဟိုတနေ့ကဆိုရင်တခါကြီးတယောက်လာပြတာဘုံဘုံကြည့်လိုက် တင်ကြလေပြီးပါမယ်အခမဲ့အမှန်တည်းကဲဘယ်လိုလုပ်ရမလဲဟင်အဲ့တော့ဒါရီသမီးတွေကိုဘုံဘုံမာဂျီနာကပသက်ကိုများများထိန်ပါနော်ပက်ပက်တက်တက်မပြောနိုင်နဲ့နော်ဆဲတဲ့သူတွေဝစီကံဖောက်ပြန်တဲ့သူတွေခံရမယ်အောက်လန်းအတတ်ပညာတွေနည်းနည်းပြောလိုက်တာနဲ့ပြန်ချပေါ်တိပေါ်လုတ်ပေါ်နဲ့စော်မယ် အဲ့ဒီတော့ဘယ်လိုဖြစ်လာမလဲမိဘတွေသားသမီးတွေဆုံးရှုံးရတော့မယ်ပူလကူတော်မှုတွေပြီးရတော့မယ်တို့တွေမှာသားကိုကောက်ဖို့အတွက်မနေ့ရှားဖို့နေရာလည်းကြားတယ်ဟောသူတို့အတွက်ဒီပဲတို့မှာဒုက္ခရောက်ပါတယ်အငြိမ်မနေရဘူးပူလောင်ရတယ်ပြီးပြီးတော့နော်အဲတော်တော်ကိုဒုက္ခရောက်မှာပါဗျာတဲ့အဲ့တော့သူ့ဘာလို့ဝေးရမလဲအရှင်မရအခုဟောကြားနေတဲ့တရဏဂုံ ူချင်းသာတရားကတော့မှန်ပါတယ်ဗျာတဲ့နော်အေးဒါပေမဲ့နောက်ကြနေတဲ့သူတွေတဲ့နောက်ကြနေတဲ့သူတွေနဲ့မယုံမကြည်မလေးမစားနဲ့လုပ်နေတဲ့သူတွေခံရမှာပြီနဲ့ခံရပါမှဆိုရင်တော့အရှင်ဘုရားတဲ့နော်အသက်တောင်မနေကြရမှာသဘောပေါက်လားအဲ့ဒီတော့မခံရတဲ့ပင်ကကျူတင်ပြီးတော့သူတို့ကိုကယ်ထားနိုင်မှာ အဲ့တော့ဒီပြည်တော်တို့ကတော့တရဏဂုံယွတ်တဲ့လူကြီးနော်ကိုကျင်းသာတရားကိုနေသားယူသေးတဲ့လူကြီးအရှင်ဘုရားဟောကြားလိုက်တဲ့တရားတော်တွေကိုနာကြားပြီးတော့အရှင်ဘုရားထံမရောက်သေးပေမဲ့သူတို့နာကြားရတဲ့တရားတော်တွေကိုယုံကြည်နေသားပြီးလိုက်နာကျင့်သုံးတဲ့လူတွေတရဏဂုံယွတ်နေတဲ့လူတွေခြေကြီးကြောင်ကအသက်ကျဆုံးရှောင်းနေတဲ့လူတွေရှိပါတယ်ဗျာ လမ်းကြီးအခဲခဲကြောင့်ဆိုမလန်းသေးတာကြီးပါတယ်ဘုရားတဲ့အဲ့ဓာဒီကူလည်းတပြည့်တော်လူသူတို့တရဏဂုံရွတ်တဲ့အတွက်ကုကျင်းစာတဲ့အတွက်ကဲခြင်းပါတယ်ဘုရားပဲကဲခြင်းရင်ဘလို့လုံးမလဲပြောဆိုတော့အရှင်ဘုရားတပြည့်တော်လူနတ်တပင်ရှင်ဘွေဘွေမှာရှင်ဘွေတိုင်နေပြီးပါပြီတဲ့ကဲဘလို့တိုင်နေကြလဲကြံဒီကိုယ်တိုင်းအင်းတို့ကိုယ်တိုင်းရှောက်ထားလိုက်ဆရာတော်ဘုရားကြီးကို အဲ့ဒီတော့ကရဏဂုံလေးရွတ်တဲ့ကိုကြီးသာတရားလေးထားတယ်ယုံကြည်မေးစားပြီးတော့နော်ကိုယ့်ရဲ့အမားတွေကိုတောင်းပန်လိုက်ကြပြီးတော့ကိုမားခဲ့မိတဲ့ကျေးဇူးရှင်တွေကိုအမြောက်ဝေတဲ့လူတွေကိုရအောင်ကယ်ရမယ်တဲ့ရအောင်ကယ်ရမယ်တဲ့အဲ့ဒီလိုကယ်တဲ့အခါမှာငဘုံလုံးကတော့ဆရာတော်ဘုရား တရားတော်ဘုရားကြီးရဲ့မိတ္တာတတရားတော်ဘုရားကြီးရဲ့ဘုရုဏာတတ်ဒီနဲ့နော်ထုံမုံထားတဲ့နော်ဒီစေတမင်းလေယူယူတန်တန်ကျူးလိုက်တာအဲ့ဒီစေတမင်းတောင်မှနော်ယောဂါကြီးပြောက်ပြန်မာကြီးဒီကောင်းအတ္တအဋ္ဌံဒီအောင်မြင်သူတောင်းနေပြီနော်ခဏရကားသမီးကိုအာလုံးပြည့်စုံနေတယ်အဲအခုချိန်ကြတော့အဲ့ဒီဝိသုယံတို့အန္တရဇုတဲ့အဲ့ဒီ အောလံအပ်တဲ့ဉာဏ်နဲ့ဥပိ္ပစီရိပကံနဲ့ဖြာပြီးတော့အကုန်လုံးပြည့်မဲ့ကံလို့တို့နှစ်ကောင်းနှစ်မြတ်တွေတဲ့နော်38မိန်းတို့ပိုက်တို့ဝိသလူဘုသောကြီးတို့၎င်းပလုံဘုံမှန်ရက်ကဗန္ဓဝါတို့ကစုစုစည်းစည်းညီညီညွတ်ညွတ်နဲ့နော်အဲ့ဒီလာပြည့်နေ့မှာကျွေးတဲ့ချက်တဲ့ခင်းနဲ့ချက်တဲ့သမင်းနဲ့ကိုတို့ကစုပေါင်းပြီးတော့ မတ်တူရဲ့စီတိုက်တူရဲ့စီဝိဇ္ဇလူလူရဲ့စီနော်နတ်ဩဇာတို့နော်၎င်းကလုံးဘုံမှန်ရက်ကရီရဲ့နတ်ဩဇာတွေတို့ကထဲ့ပြီးမှဖြစ်တော်မယ်လို့ဒကြမင်းကအမိန့်ချတယ်တဲ့ဒါကြောင့်တို့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့နော်ဆရာတော်ဘုရားကြီးဓာတ်ကြီးကြီးကျွေးရင်နဲ့နော်ချက်ရ ေပေါင်းခပြီးမယ်တဲ့အာလုံးထည့်ပြီးမယ်အဲ့တော့တတိလုံးကျွေးကျွေးသမျှကိုပြောကအာလုံးထည့်ပြီးမယ်အဲ့တော့လာပြီနေ့ကိုလာပြီးတော့စာမိတဲ့သူနော်နှစ်ပြီးတော့တပေါင်းလာပြီနေ့မနေ့ပြန်မှာဆိုရင်နော်နောက်လာဆိုရင်တကူလာပြီနေ့နောက်လာဆိုရင်ကဆုံးလာပြီနေ့အဲ့ဒီလာပြီ၃ပြီးမှာအဲ့ဒီ သေးပေါင်းခဓမင်းစားမိတဲ့သူက၃နှစ်ပြီပြီဘယ်သူမှအောင်လန်းအတတ်ပညာနဲ့လုံးလုံးမရတော့ဘူးတဲ့သဘောပါလားအဲ့ဒီတော့ဘုံမောကခေကာလနဲ့ပြောကြည့်တော့တူတူသက်သာနေလိုက်တယ်ဘောဘူးလားဘုချီနေရောပေါင်းလားမလားမမေးတတ်ဘူးလား ရှင်းပြတာပဲအခုတော့ဘာကြည့်လို့လဲသူတို့ပြောတာလုံလုံလေးလေးပြောလို့အကြောက်လုံပြီးမလာတဲ့သူပဲရှိပါတယ်ခရားအဲ့ဒါကလည်းသူတို့ပြင်းသင်းလို့ပါတဲ့မလာတာတဘောပေါက်လားသူတို့ကအဲ့ဒီအထိကျွေးမယ်လို့ဆိုတာကမှတော့စိတ်ကြလာနော်အဲ့ဒီကစုံလာပြီးဘာမှမကြည့်ဘူးလာကြတဘောပေါက်လား